ုကတော်တော်လေးကောင်းနေပြီတော်တော်လေးကောင်းနေပြီဆိုတော့အကုန်လုံးစိတ်ပူကြသလိုမျိုးပြီးတော့တည်တင်းအမရဲ့ထွက်သွင်းမှုမဟုတ်ပါဘူးလို့ပြောမယ်ဆိုရင်တော်တော်လေးပြန်ပြီးကျန်းမာလာပြီအခုဆိုရင်တော်တော်လေးအောင်လမ်းလျှောက်နိုင်နေပေါ့နော်ဒါသူ operation တွေအများကြီးလုပ်ထားရတယ်ပြောမယ်ဆိုရင်သူ့ရဲ့နမဲအတိုင်းပဲပေါ့နော်စွမ်းဆိုတိုင်းသူကလည်းစွမ်းရတယ်ပြောမယ်ဆိုရင်ဒီလိုအနေထားနေပြီးတော့ဒီလောက် recovery ဖြစ်ဖို့ဆိုတာကကြာတယ်ပေါ့နော်ဒါပေမဲ့အကူကအဲ့လိုလေ မြန်လာပြီမြန်မြန်ဆန်ဆန်နဲ့အခုလိုမျိုးပြန်ကောင်းလာရဲ့ပြီးအခုဆိုရင်သူတချင်းနေပါတယ်ဒါစိုးနိုင်နေပြီအဲ့လိုပွဲတွေပါတယ်သူသွားနေပြီငယ်တော့ကတော့အကူနဲ့ကဒီစီ၃ကလောက်ရိုက်ဘူးတယ်၃ကလောက်ရိုက်ဘူးတယ်ဟိုကျန်တကားရွေးရှင်ကားကြီးပေါ့နောက်တကားကကြတော့သူ့ရဲ့အဲငယ်ဘွားလားညီငယ်ဘွားလောက်တာဖြစ်မယ်အဲဟုတ်တယ် ငယ်ဘွားလောက်တာဖြစ်မယ်အဲ့ဒီသူကနောက်တကားတော့မမတ်မိရောမမတ်ရရပဲအစည်းတောင်မှဘာအတိတ်အများကြီးမမတ်မိတဲ့ဟာတွေတော့မများကိုအကူကတော်တော်ကိုစွမ်းကတော်တော်မမတ်မိရဟုတ်တားဖားတော့မလုပ်ဘူးတဲ့ဟုတ်အော်တားဖားလုပ်ဘူးတာပေါ့ရွှေရှင်ကားကြီးမှာတားဖားလုပ်ကြတာရွှေရှင်ကားကြီးမှာတားဟုတ်တယ်အဲတုန်းကအဖိုးကကြတော့အန်ကယ်လေးအဖေကကြတော့ကိုစွမ်းကိုစွမ်းရဲ့ဒါအီစီလုပ်ကြတာပေါ့ဟုတ် ာဖာနဲ့ပြင်လို့ပြီးဆိုဟုတ်တယ်ပြန်ရှင်းလိုက်တော့အများကြီးกว่าချသွားတာပေါ့အများကြီးกว่าချပေါ့အသက်ကြီးကြီးလာကြကျွန်တော်ပဲအဲ့လိုမျိုးဆိုဟိုပြန်တွေးကြရတဲ့ခါကျတော့လေအာကိုမှတ်မိလားငယ်တုန်းကဒီလိုရိုက်တာလေးဆိုတော့ तू ကမှတ်မိအကုန်မှတ်မိအဲ့တုန်းကကျွန်တော်ဘယ်လိုမျိုးစကားပြောတာဘယ်လိုဟိုလှုပ်တာအစား तू မှတ်တရဖြစ်နေတာပေါ့အဲ့ဒါလေးတွေ့တော့ပြန်ပြောပြကြရဟုတ် တာဖာလောက်ကအဲ့ကတော့ easy တော်တော်ငယ်ပြောမလို့ငယ်သေးတော့ပြောမလို့ဆိုရင်အကုန်လုံးတော့ easy တိတ်မမှတ်မိတိတ်မမှတ်မိဒါပေမဲ့မမှတ်ရသူသဘောကျပြီးပြန်ပြောတာတခုရှိရယ်။ဘာလဲဆိုတော့ easy shooting ကိုမနဲ့ရောက်တော့ bike ကစားနေ။ bike ကစားသူအမကိုစွမ်းရှိမယ်။မိမကြောင့် manager တယောက်ရှိမယ်။ manager မေးရဘူး။ဘာစားမလဲလို့မေးတော့ဟိုကရပါရဲ့သူတို့စိတ်ထဲမှာတွေ့တော့မနဲ့ဆိုတော့တည်းမှာဘာစားမလဲ coffee တောက်မလားဒါမှမဟုတ်လဖေးတောက်မလားအကြောက်တော်တော်ငယ်ဦးမယ်တော်တော်ငယ်ဦးမယ်အစီအရာမမှတ်မိဘူး အဲအဲ့လိုမျိုးငငယ်တုန်းကအဲ့လိုဆိုတော့ရပါရဲ့ထမင်းကြော်လေးရဲ့ကြော်ကြော်လေးရဲ့ဆိုရပါရဲ့ဆိုတော့ပြောတော့အဲ့ဒါကိုကိုစန်းအမှတ်တရဖြစ်ပြီးတော့ तू ကလုံးဝမှတ်မိနေအဲအဲ့ဒီဟာလေးကအမှတ်တရပေါ့ဟုတ်ကဲ့ပြန်ဆုံးတော့အဲ့ကြောင့်ဖြစ်ဖြစ်တာဟုတ်တယ်ပြောဖြစ်တယ်အကူကတော်တော်လေးကောင်းနေပြီတော်တော်လေးကောင်းနေပြီဆိုတော့အကုန်လုံးစိတ်ပူကြသလိုမျိုးပြီးတော့တည်င်းမရထွက်သူမျိုးမဟုတ်ပါဘူးလို့ပြောမှဆိုရင်တော်တော်လေးပြန်ပြီးကြမ်းပါလာပြီပြောမှဆိုရင်ဟိုခု ခုဆိုရင်တော်တော်လေးအောင်လမ်းလျှောက်နိုင်နေပေါ့နော်ဒါသူ operation နေအများကြီးလုပ်ထားရတယ်ပြောမှမဆိုသူရဲ့နမည်အတိုင်းပဲပေါ့နော်စွမ်းဆိုတိုင်းလူကလည်းစွမ်းရတယ်ပြောမှမဆိုဒီလိုနေထားနေပြီးတော့ဒီလောက် recovery ဖြစ်ဖို့ဆိုတာကကြာတယ်ပေါ့နော်ဒါပေမဲ့အကူကအဲ့လိုလေမြန်လာပြီးမြ мян စစံနဲ့အခုလိုမျိုးပြန်ကောင်းလာရဲ့ပြီးခုဆိုရင်သူတချင်းနေပါလေဒါစိုးနိုင်နေပြီးအဲ့လိုပွဲနေပါလေသူသွားနေပြီပေါ့ ်စီးနေဆိုတာလေဒါပွဲတွေဆိုတာလေပြင်းရတော့ကိုကိုကြီးဘယ်လိုခံလာဝမ်းသာပါရဲ့စီးနေစီးနေဆိုခဲ့ကြဟုတ်တယ်သူတို့ဆိုခဲ့ကြဆိုတော့ဟိုမှတ်တရဖြတ်သွားပါဘောပထမကလည်းမထင်တော့ဘူးပေါ့နော်ဒီလိုမျိုးပွဲမှာလူတွေတလောက်ပဲပေါ့ပြည့်လည်းပြောသင်းဆိုမယ်ဆိုဆိုမယ်လေးဆိုပြောအတူတူဆိုကြညစာရေးဆိုလဲသူထွက်စားကြအဲ့လိုမှတ်တရကြီးတော့ဖြတ်သွားပါဘောနော် ပြီးတော့လည်းဒီလို ရင်းရင်းနှင်းနှင်းနဲ့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအရွယ်ငငယ်လေးကနေပြီးခုကြည့်လိုက်ဒီပို့ပြီးတော့ရင်းနှီးသွားရဆိုတော့ခံစားရရတာပေါ့နော်အဲ့လိုမျိုးဆိုကိုယ့်အကိုလိုဖြစ်သွားတာပေါ့အဲ့တော့ဒီဘုတ်လေးတွေမှာတော်တော်စားပြောတယ်နော်ဒါအဲ့တော့ဆိုအစမ်းဆိုလည်းလုံးဝကိုစမ်းငငယ်ပေါက်ဆက်လေးကနေပြီးတော့ဆိုလို့ရှိရင်ဒါအသက်အရွယ်တစ်ခုရောက်နေတဲ့ကိုစမ်းပေါ့ဗျာလူလက်ပိုင်းတွေဖြစ်သွားတယ်ဟုတ်ဟုတ်အဲ့ဒီဆိုလည်းလုံးဝကလေးလေးကနေပြီးတော့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ဒီဘုတ်လေးညီတော့လူလေးကိုကိုရင်းထဲမှာမှုန်ဖြစ်တာ အော်အများကြီးပြောင်းလဲသွားပါဘောနော်အချိန်တွေရောလဲလောက်ကြခဲ့ပြီပေါ့ပြီးတော့ဟိုဘာတခုသဘောကြလဲဆိုတော့ဒီနှစ်ယောက်လုံးဒီလူပညာလောကရဲ့မှာဒီလိုရှိနေကြသေးတယ်ဆိုရင်ဟာလေးကတော့ဝမ်းသာစရာပေါ့နော်ဟုတ်ဒီလိုလေဆယ်နှစ်မကတော့တယ်နော်ဆယ်နှစ်မကတော့တော်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 กว่าပြီအစ်ကြီးတော်မှာတသေးလေးပဲရှိသေးတယ်ဟုတ်တဲ့ပြီအဲ့လိုလေဒါကိုပေါ့ဒါကိုစမ်းနေပြန်ဆုံးတော့ဒီဈားထဲမှာလုံးဝမဆုံးဖြစ်ဘူးတယ်။ဈားထဲမှာလုံးဝမဆုံးဖြစ်ဘူး။အဲ့ဒီရုပ်ရှင်ကားကြီးပြီးွားကလေးကအပြင်မှာတော့မဆုံးဖြစ်ဘူး။ဒါအခုမှလုံးဝအပြင်မှာ ဟိုပြန်ဆုံပြကြပါဘောနော်အပြင်မှာတပုံတိုင်းလေးပြန်ဆုံမဲကြအောင်ကိုကတော့ပျော်နေရပါဘောနော်အဲ့လိုမျိုးကိုစားနေရော brandy brandy ဖြစ်လဲဆိုတော့ကိုက brandy ဖြစ်လဲအာ तू ကကျွန်တော်တော်တော်ချစ်တယ်ကိုညီလေးတယောက်လို့ချစ်တယ်ချစ်တော့လဲအဲ့လိုဘယ်လိုပြောရမလဲပင်ပါလုံးလဲ तू ပွဲတွေပါရရှိတယ်မင်း like ခဲ့သူပပွဲတွေဆိုကြမယ်ပေါ့နော်အဲ့လိုမျိုးအကတွေပါသင်မင်းမဲ့ရောလုံနေ तू ဟုတ်တယ်ဟုတ်တယ် तू ကအဲ့ဒါမင်းနဲ့မင်းလူကောင်လေးနေတဲ့အချိုးစားလေးနေရတဲ့ သင်မင်းဖြစ်တယ်ဘာဖြစ်နေကြလဲဆိုတော့သူကတော့ချစ်ပြီးပြောနေတာပေါ့နော်အဲ့တော့ကိုကလည်းပီတိဖြစ်ရတာပေါ့သူကလည်းကျမကြီးခဏဆောင်အောင်မဲနည်းနည်းလေးပြီးွားရင်သူလိုပြင်ကားလို့ရတဲ့အနေထားကြလို့ရှိရင်နဲ့သင်ပေးမယ်ဒီပိုင်းတော့ပြောနေတာအဲ့လိုမျိုးဆိုဟိုပျော်ရတာပေါ့နော်ဟုတ် ာပြောစရာကြီးပြောစရာကြီးဆိုတော့ဟိုပြောမှဆိုအကိုကဒီလူငယ်နဲ့ပေါင်းပြီးတော့သူလဲတဖန်ပြန်လဲနုပြိုပေါ့နော်အဲ့လိုစိတ်တရားအစပျော်ပြီးတော့သူလုံးဝအဲ့လိုဟိုဟိုးရင်တည်းကငငယ်တုန်းကသူလူငယ်တုန်းကဟိုပျော်ခဲ့တဲ့အကြောင်းနေသူဘလောက်အလုပ်တွေလုပ်ခဲ့ရတဲ့အကြောင်းနေဒါကြီးပြန်ပြောပြပြီးတော့ဟိုအမှတ်တရနဲ့လုံးဝအဲ့လိုမျိုးနွေ့နွေ့ထွေ့ထွေ့နဲ့ပျော်စရာကြီးဖြစ်နေတာပေါ့ဟုတ်ဟုတ်တယ်ဒီစီဟာပြောခလေးကတော့ဒါသားဖာတယောက်ဆောင်နေတယ်ဟုတ်တယ်ဟုတ်တယ်ဒီကိုတွေဖြစ် နည်းနည်းရောအဲ့လိုကရှိန်တာမျိုးနည်းနည်းတစ်ခုခုအဲ့လိုဖြစ်လာအဲ့လိုတော့မဖြစ်ဘူးတော်တော်တော်လေးတော့ဟုတ်တယ်ဟုတ်တယ်စားတွေ့ကြတာ तू ကလေးဆိုအော်မမိတယ်ပထမသူရဲ့ကျမ်းမာရေးအခြေအနေကြောင့်ဘယ်လိုပဲဖြစ်ကိုဟိုတိတော့တိပေမဲ့အဲ့လောက်ထိအကုန်လုံးဟိုခေစီတွင်ကြမမိလောက်မထင်ဘူးလေပြည်ရွယ် तू ကအဲ့လိုပလဲတကင်းနဲ့နွေနွေတွေရှိတော့ကိုလည်းပျော်ရတာပါဗျာဒီမှာ